ထင်မှတ်ထားတဲ့ပွဲပြင်ဆင်နေတဲ့ကလေးတွေကိုရှင်ပြူနာတာပွဲပြုလုပ်ပေးခဲ့တဲ့ခိုင်နင်းဝေပရိသတ်များရှင့်ခိုင်နင်းဝေကကလေးတွေကိုဗန်းပြ ကမွေးစားပင်ုံတင်မွေးစားတာမျိုးမဟုတ်ပေကလေးတွေအတွက်ပညာရေးကျန်းမာရေးကအစအသေးစိတ်ကူးစိုက်ပေးပါတယ်။ဒါအပြင်မြမလူမျိုးတွေအတွက်အရေးကြီးတဲ့တလေးတစ်ခုဖြစ်တဲ့တားငယ်လေးတွေကိုရှင်ပြူပေးတာတမီးငယ်လေးတွေကိုနာတာပေးတဲ့အစဉ်လာကိုလည်းမပြတ်အောင်ခိုင်နင်းဝေကအကောင့်ထဲပေါ်ပေးခဲ့ပါတယ်။ဂေဟာကမိဘမဲ့ကလေးတွေဖြစ်တာမို့ရှင်ကောင်းကောင်းမပြူရဘူးဆိုတဲ့အဖြစ်မျိုးနဲ့ကလေး တွေကိုသိငဲမှာဆိုတာပေါ့ဒါကြောင့်မလို့လေခိုင်နေဝင်ကရှင်ပြုတ်ဖို့အတွက်အရွယ်ရောက်နေပြီဖြစ်တဲ့သားလေးတွေကိုရှင်ပြုတ်ပေးဖို့ပွဲလုပ်ပြီးမြင့်အကြောင်းကိုဖိတ်စာနဲ့ပြီးခဲ့တဲ့ရက်မှာအတည်ပြုခဲ့ပါတယ် တကယ်ပွဲကြီးက73ရင်းနှစ်မှာကျင်းပမှာဖြစ်တဲ့အတွက်အခမ်းအနားတွေကိုလည်းပြင်ဆင်ပြီးသွားပါပြီ။ခိုင်နှင်းဝင်ရဲ့ပွဲကထင်တာထက်ကိုကြီးကျယ်ခမ်းနားနေကြတာပါ။ကလေးတွေအတွက်တော့ရှင်ပြူရတဲ့ငယ်ဘဝအမှတ်တရဟာပြီးပြည့်စုံနေတော့မှအခမ်းအနားပြင်ဆင်တဲ့လိုအပ်တာတွေအားလုံးကိုခိုင်နှင်းဝင်ကအသေးစိတ်ပြင်ဆင်နေကြတာပါ။တာစနေရကိုရှင်ပြူပြီးသွားမှာဖြစ်ပြီးသမီးစတရာကိုနာတာပြီးသွားမှာပါ။ရှင်ပြူခမ်းနားမှာမောင်ရင်လောင်းတွေထိုင်ဖို့အတွက်ကိုလည်းရွှေထိုင်ကုန်အကြီးကြီးတွေနဲ့ပြင်ဆင်ထားကြတာပါ။မောင်ရင်လောင်းတွေကိုလက်ဖွဲ့ချီမြှင့်စုပြီးက ရှူရအတိုင်းကျင်းပပြီးသွားမှာပါ။ဒါပြင်နာတာလီတွေကိုလည်းရှေးပြင်လက်ထက်ကမြင်းသမီးတွေထိုင်တလို့ခုံလေးတွေနဲ့ပြင်ဆင်ပြီးသွားမှာပါ။ဒါကြောင့်မလို့သားသမီးတွေအလုံးကမြင်းသားမင်းသမီးတွေလိုတခမ်းတနားနဲ့မြင်တွေ့ရမှာပါ။ဒါပြင်ခန္ဓာတစ်ခုလုံးကိုပန်းတွေနဲ့မြိုင်နီအောင်ပြင်ဆင်ပြီးထားရလည်းဖြစ်ပါရည်။ခိုင်နေဝင်ကအလူဒါရကမာကြီးအနေနဲ့ပထမဆုံးဖြစ်ခွင့်ရတဲ့ပွဲမှာသားသမီးယူနီကိုလှုပ်ပေးတယ်လို့ခန်းခန်းနာနာနဲ့နတ်လူသားတို့ခွန်စီရမယ်အလူဝဲကြီးတောင်မှဖြစ်အောင်ကြိုးစားနိုင်ကြတာပါ။ဒါပြင်ဆိုင်ဝိုင်းကြီး တွေနဲ့မင်္ဂလာသချင်းတွေအခါတော်သချင်းတွေကိုမြိုင်ဆိုင်နေအောင်တည်ဆူဖျော်ဖြေတာဖြစ်ပါတယ်။ ဒါကြောင့်မလို့ခိုင်နေဝေတို့ရဲ့ရှင်ပြုမင်္ဂလာပွဲကြီးကမြမယူရအနေညီကျင်းပါတယ်ရှင်ပြုမင်္ဂလာပွဲကြီးအဖြစ်မြင်တွေ့ရမှာပါပွဲကိုတောင်းရောက်ကြည့်ရှုသူတိုင်းကပီတိမြင့်ရီဖြိုင်စီပါတယ်မနက်9နာရီမှာမောင်ရင်လောင်းတွေနဲ့နားသားတွေကမြန်မြန်ဆိုင်ဆိုင်နဲ့ကိုရှင်လောင်းလှည့်ကြတာပါဒါအပြင်ခိုင်နေဝေကလည်းအလူဒါရကမာကြီးအဖြစ်ရှင်လောင်းမိဖြစ်ပီတိရီဖြာလို့နေပါပြီသူအနေနဲ့ခုလိုပွဲကြီးကိုဒါသမီးတွေတက်လုပ်ပေးရတယ်လို့တွေးလိုက်တိုင်းပီတိမြင့်ဝန်းနေဖြစ်နေရတာပါအလူရှင်တွေကလည်းမိဘတွေမရှိပေမဲ့ကလေးတွေအတွက် မိဘအရေးမျိုးအောက်မှာနေရတယ်လို့ဖန်တီးပေးခြင်းနဲ့ခိုင်နေဝင်ကစိတ်ကူးကိုဝိုင်းကူကအကောင့်ထဲပေါ်ပေးကြတာပါဒါကြောင့်မလို့လေအလူငွေတွေအများကြီးထည့်ပေးကြတာဖြစ်ပါတယ်ခိုင်နေဝင်ရဲ့ပြုစုပြောထားမှုအောက်မှာရှင်လန်းဝတ်စုံလေးတွေနဲ့ခန်းထားနေတဲ့သားတွေကိုမြင်ကစွန့်ပစ်ကြတဲ့မိဘတွေအနေနဲ့လည်းဝမ်းနည်းကြည်ကွဲနေကြမှာအမှန်ပါပဲတချို့မိဘတွေကမတတ်နိုင်လို့စွန့်ပစ်ရပြီးမဲ့တချို့မိဘတွေကမလိုချင်လို့စွန့်ပစ်ခဲ့တာပါအခုချိန်မှာတော့ခိုင်နေဝင်လက်ထက်မှာလှပစွာဖူးပွင့်နေတာဝကြည့်ပြီးတချို့မိဘတွေအနေနဲ့လည်းနှမျောတတ်တာဖြစ်နိုင်တယ်လို့ ်ပြည်တွင်းပြားနေမှာမျိုးလေးဖြစ်နိုင်ပါတယ်မတင်မတ်ထားတဲ့ပွဲပြင်းစင်းနေတဲ့ကလေးတွေကိုရှင်ပြုနာသာပွဲပြုလုပ်ပေးခဲ့တဲ့ခိုင်နင်းဝေပေါ်ပရိသတ်တွေအမြင်ကိုလည်းပြောပြပေးခဲ့ပါအောင်အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးများ í တင်ပါတယ်ရှင်